အာနာသိန်းစကောင်စီနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေဟာရေရှည်တည်တဲ့ခိုင်မြဲတဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက်အကျိုးမရှိဘူးလို့ရုရှားအစိုးရစီ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကစာရေးသားပေးပို့ခဲ့ပါတယ်။မတ်လဆန်ပိုင်းကရုရှားစီတွားရောက်ခဲ့တဲ့စစ်ကောင်ဆောင်ရဲ့ခရီးစဉ်အတွင်းရုရှားသမ္မတပူတင်နဲ့နားလည်မှုစာချုပ်လွှာတွေသဘောတူစာချုပ်တွေလက်မှတ်ရေးထိုးခဲ့ကြတာကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနကရုရှားအစိုးရစီစာရေးသားပေးပို့ကန့်ကွက်တာလို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါရယ်မြန်မာစစ်တပ်အာဏာစသိမ်းတဲ့2021ဖေဖော်ဝါရီလ1ရက်ကစပြီးမြန်မာနိုင်ငံမှာယင်းနှိမ့်မြှောက်နှံမှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ခွင့်ပြုမိန့်အတည်ပြုမိန့်ထုတ်ပေးတာကိုရပ်ဆိုင်းထားရမယ်လို့ NUG အစိုးရကကြေညာထားခဲ့ပါရယ်ဒါကြောင့်တရားမဝင်တဲ့စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံယင်းနှိမ့်မြှောက်နှံမှုကော်မရှင် MICC ကနေခွင့်ပြုမိန့်အတည်ပြုမိန့်တွေတောင်းယူပြီးယင်းနှိမ့်မြှောက်နှံမှုတွေမလုံဆောင်ဖို့နဲ့ စစ်ကောင်စီခွင့်ပြုချက်နဲ့ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုလည်းရပ်ဆိုင်ထားကြဖို့အထူးသတိပေးလိုတယ်လို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်စစ်ကောင်ဆောင်ရဲ့ရုရှားခရီးစဉ်အတွင်းသဘောတူစာချုပ်နဲ့နားလည်မှုစာချုပ်လွှာစုစုပေါင်း၁၀ခုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ရှင်။